ချဲဒီမေးခွန်းလေးကိုဖြည့်ပေးပါမယ်။ဒီချဲပုံစံအတန်ရောရုပ်ရောတမျိုးတော့ဖြစ်နေလိမ့်မယ်ချဲ။နေမကောင်းနေမကောင်းပဲဆိုပါတော့ချဲနေမဆွေရှင်ဖြစ်တာပေါ့နော်ဖြစ်တော့ချဲကအဲ့လိုမျိုးရက်ဆိုလို့ရှင်။လာတိုင်းအဲ့တိုင်းမငငယ်လေးတွေကလေပထမဆုံးတရက်ဆိုရင် အရန်ခံစားရဘိုက်တွေအောင်းနေခါးတွေနာတယ်ပြီးရင်နေရမလန်းဆန်းဘူးပေါ့နော်အဲ့လိုကြည်လမျက်လုံးကိုအစ်ပြီးတော့အဲ့ရတဲ့ပဲလှဲနေစေချင်တာအဲ့လိုလှဲနေရင်လည်း ဘိုက်ကအောင်းနေတက်တောင့်တတဖြစ်မနေဘူးကျဲကငငယ်တဲကွာစပြီးတော့အပြိုဖြစ်တာဆက်နှစ်လောက်ကပေါ့နော်ဆက်နှစ်နှစ်လောက်တဲကွာအခုချိန်ဒီလတိုင်းမအောင်းမဲနဲ့ပြီးသွားတဲ့လမရှိဘူးဘယ်မှာဆုံးတရက်ဆိုအရန်ခင်ရအောင်းနာအောင်းနာဆိုတာဘာလူလည်းမလှုပ်ချင်ဘူးဘာမှလည်းမလှုပ်ချင်ဘူးအဲ့ချိန်သွားဘာမှဘာဖြစ်လို့မှဘဲမှလည်းထမသွားခြင်းတော့အဲ့လိုမျိုးဖြစ်တာအာတချို့လိုက်ဆိုလို့ရှိရင်တော်တော်ကြီးဟိုဆေးကန်းနေပါတယ်သွားရတဲ့ခါတော့ရှိရ ဘာဖြစ်တာလဲမသိချင်အမြဲတမ်းအိုက်တိုင်မှငယ်လေးတွေကအခုဒီနေ့လဲအလုံးနိုင်ကောင်းမလားမသိဘောနော်ဒါမဲ့လဲအော်ဗီဒီယိုတွေမတင်ဖြစ်လို့ရှင်ဒီချဲပျောက်နေတယ်ပျောက်နေရဲ့နဲ့လာလာပြီးပြောကြတဲ့သူတွေလည်းရှိတယ်ပေါ့အမြဲတမ်းလဲကိုကလေတခုခုဆိုပြောပေးစရာရှိလို့ရှင်အကျွေးတင်နေတယ်လို့ခံစားရတယ်ပြောပေးချင်တာပေါ့နော်အားကြောင့်မလို့အဲ့တော့ရုပ်လေးနဲ့အတန်လေးတော့တီးခံပြီးကြည့်ပေးပါ အဲ့တော့ဒီအမမေးထားတဲ့ချဲတဲ့တစ်ခုလောက်မေးခြင်းလို့ပါအဲ့ထက်လာချုပ်တဲ့အချိန်မှာတချို့ကအစကိုဘလောက်ဝယ်ခဲ့ရမလဲလို့မေးတယ်။ဝါတဲ့သူဖြစ်ဖြစ်ပိန်တဲ့သူဖြစ်ဖြစ်မမှန်တတ်လို့တဲ့တချို့ကျတော့လူကိုကြည့်ပြီးတော့အင်ကြီးပုံမပြခင်ဘလောက်ဘလောက်ကုန်နေပေါ့နော်ပိစဘလဲဘလောက်ဆိုရင်လက်တူဆိုရင်ဘလောက်ကုန်နေလက်ရှည်ဆိုရင်ဘဏ္ဍာကိုက်ကုန်နေအဲ့ဒါကိုတန်းပြီးပြောနိုင်နေပေါ့။ဟောအဲ့ဒါဘာကွာလဲဆိုတော့ အဲကတော့အသွေးအကြုံနဲ့ကွာတာပေါ့နော်တကယ်အမြဲတမ်းပြောနေတယ်လို့ပဲအသွေးအကြုံနဲ့မူတည်တယ်ဒါပေမဲ့အခုဆဆပြီးတော့ချုပ်နေတော့အထည်ချုပ်တော့မှဆိုရင်ဒါကိုခံမှန်းဖို့အတွက် အကြမ်းမြင့်တိထားလို့ရှိရင်တော့ခံမှန်းလို့ရတယ်အတီးကြမဟုတ်ဘူးဆိုရင်တော့မှအာတကယ်လို့ဥပမာပိဿတွေမှာဆိုလို့ရှိရင်အနံသေးရှိတယ်ပုံမှန်အနံရှိတယ်အနံလွန်ဆိုပြီးတော့ရှိကြတယ်ကျတို့အနံပုံမှန်အနံဆိုရင်နှစ်တောင်းတထွာအနံပုံမှန်လို့ပြောတာပေါ့နော်နှစ်တောင်းတထွာနှစ်တောင်းတထွာနံဆိုတာပုံမှန်အနံတော့အနံသေးဆိုလို့ရှိရင် အဲ2000အောက်2000မိုင်းရောအနန်းရှိတယ်အဲ့ဒါတွေကဘယ်မှာလဲဆိုမြန်မာပြည်ထွက်ချီတယ်ဒီမှာများတယ်အချီအိမ်မှာဆိုအနန်းသေးတယ်ပေါ့နော်2000မိုင်းရောအနန်းလို့ပါလို့ရှိတယ်ပြီးတော့အနန်းလွန်ဆိုတော့3000ကျော်တဲ့အနန်းနေပေါ့3000 3000တမိုင်းအနန်းလို့3000ကျော်အနန်း3000ကျော်ဆိုတော့တော်တော်ရှားပါတယ်3000တမိုင်းအနန်းလို့ပါလို့ဆိုအနန်းလွန်နေလို့ပြောတယ်ဟာအဲ့တော့အဲ့ဒီ3မျိုးရှိတယ်ချက်တော့ပုံမှန်အနန်းနဲ့ပြောကြအောင်များသောအားဖြင့်မှာဆိုလို့ရှိရင်ပိဿတွေကပုံမှန်အနန်းလာတာများတယ်2000ကျော်အနန်းပေါ့2000ကျော်အနန်းလို့ခေါ်ကြတယ် အဲတကိုက်တထွာပေါ့နော်တကိုက်တထွာလို့လည်းပြောလို့ရတယ်2000ဒေါ်လို့လည်းပြောလို့ရတယ်အဲပုံမှန်အနန်နေနဲ့ခြေအခုဒီမှာအကြမ်းမြင်နားလဲလို့ရအောင်လို့ပြောပြပေးမယ်အတိအကျတော့ကိုလုံနေရင်ね experience ပေါ်မူတည်ပြီးတော့ ချုပ်ရတဲ့အထည်ရေအတွက်များွားတဲ့ခါနောက်ပိုင်းကျန်ကိုကလက်တန်းတီလာလိမ့်မယ်ပေါ့နော်။ဒါပေမဲ့ဆဆောက်ဒီမိုင်မှာဘယ်လိုမျိုးခံမှန်းမလဲဆိုတော့ချေတော့ပုံမှန်အနေအဲထားပါတော့နှစ်တောင်းတော်နဲ့ရှိတဲ့ပိစာတစားချုပ်ပုံမှန်ရိုးရိုးအင်ဂျီပေါ့နော်။ဒီလက်ဆိုလို့ရှင်လဲလက်တူပါမယ်ရင်စည်းဖြစ်ဖြစ်အဲနောက်ွယ်ဖြစ်ဖြစ်ပုံမှန်လက်တူအင်ဂျီဒီဇိုင်းတွေလည်းအများကြီးရှိမှမဆန်းထားဘူး။ခန္ဓာကိုယ်ကလည်းရင်34 35လောက်ပဲရှိတဲ့သူတယောက်ဆိုလို့ရှင်ပုံမှန်အနေဆိုရင်တစ်ခိုက်ဆိုရတယ်။ မြန်မာဝတ်စုံပြောတာလေအရိယာကမှလက်ရှည်ခြင်းနဲ့သူကလက်ဒီလိုမျိုးလက်အရှည်ယူခြင်းနဲ့ဆိုလို့ရှိရင်တခိုင်းနဲ့မရတော့ဘူးနော်အဲကြလို့ရှင်တခိုက်ခွဲလို့ပါလို့တောင်းရတယ်ဒါပုံမှန်အနေမှာပြောတာအဲ့ဒီမှာမှရင်က34 36ထက်များွားပြီးရင်က38တို့40တို့ဆိုလို့ရှင်လေတခိုက်နဲ့ကတိတ်ပြီးတော့ဘယ်လိုရမလဲတခိုက်ဆိုရဲပိစတိအင်ဂျီကိုအရင်ဒီဇိုင်းဆန်းလို့မရတော့ရှင်ပုံလို့ပါလို့မရတော့ အဲ့လိုမျိုးပြောချင်တာဟိုတခုကိုပုံတင်မှတ်ထားရခြေကုနကပြောလို့ပေါ့နော်ရင်က32 33 34 35လောက်ရှိတဲ့သူအဲ့လောက်ဝင်းကျင်သည်ရိုးရိုးတာမန်အင်ဂျီတထဲပေါ့နော်နောက်ကွဲဆေးပြောက်ပဲဖြစ်ဖြစ်ရင်စီးပဲဖြစ်ဖြစ်လက်တူလေးနဲ့ခြုံမယ်ဒီဇိုင်းလည်းအရှိမအများကြီးဖော်မထားဘူးဆိုလို့ရှိရင်ပုံမှန်အနံတခိုက်ဆိုရတယ်ဒါတထက်သေးချုပ်တဲ့အင်ဂျီကိုပြောတာနော်တထက်သေးချုပ်တဲ့ပုံမှန်အင်ဂျီကိုပြောတာပုံမှန်အနံဆိုတကိုက်ဆိုရတယ်ဒါပေမဲ့ခုနကအနံသေးဖြစ်သွားတဲ့အခါမှာတကိုက်နဲ့မရတော့အနံသေးဆိုတာချက်ခုနကပြောတဲ့ဟိုခြိတဲ့ဒီမှာဆိုလို့ရှိရင်တကိုက် ဟိုဒီနောက်တော့တမိုင်းအနံမရှိဘူးအနံသေးရှိရပြအနံသေးဆိုတခိုင်းနဲ့မရတော့အနံလုံဆိုရင်တော့ရတာပေါ့နော်အနံလုံဆိုရင်တော့ရတယ်ဒီပုံမဲ့အနံနဲ့ပဲချေလို့တွက်ပြီးပြောအောင်ပုံမဲ့အနံအနံမှာရှင်36လောက်ထီကိုဂျိုးရိုးဒီအကြီးလေးတထည်ရတယ်အဲ့လိုတွေးလိုက်လက်ရှည်ဆိုရင်မရတော့ဘူးလက်ရှိဆိုရင်နည်းနည်းပို့တောင်းလိုက်ဒါပေမဲ့ကိုကအဲ့လိုခံမှန်းပြီးတောင်းတဲ့ခါမှာနည်းနည်းလေးတော့ပို့ပြီးတောင်းထားပြီတော့အများကြီးတော့အများကြီးမဟုတ်ဘူးကွာချက်ပြောလို့တကိုက်ဥပမာတကိုက်ကွာတကိုက်နဲ့ မရဘူးဆိုလို့ရှိရင်တခိုက်တထွာလောင်းနဲ့ရနိုင်တယ်ဒါပေမဲ့ချေရူကတခိုက်ခွဲလောက်တော့တောင်းလိုက်ပေါ့နော်တခိုက်ခွဲလောက်တောင်းပြီးချုပ်လိုက် เนาะတခိုက်ခွဲလောက်တောင်းပြီးဆိုတော့လောက်လောက်ငန်းကပိတ်စားယူလို့ရတယ်ပေါ့เนาะအဲ့လိုမျိုးရှိတယ်နည်းနည်းလေးပိတ်စားဖြတ်စားလေးလောက်ပို့သွားတဲ့ခါတော့ရှိကောင်းရှင်လေအစာပိုင်းမှာချဲပြောတာခံမန်းရတဲ့အချိန်မှာနောက်ပိုင်းကိုကအထယ်ချုပ်ပါများွားလို့အင်ဂျီတွေကိုဒီလိုမျိုးတွတ်တွတ်ပြီးယူတာတိသွားပြီးဒီပုံစံဆိုဘဏ္ဍကိုင်းနဲ့ရဒီပုံစံဆိုဘဏ္ဍကိုင်းနဲ့ရမယ်ဆိုကိုကအထယ်ကြီးများများချုပ်လာနိုင်တဲ့ခါမှာတိသွားပြီးဆိုရင်ဒါအတိအကျကိုလည်းတွတ်လို့ရပြီအစာဦးပိုင်းမှာကိုကခုမှတန်တန်ဆင်းလာတယ်အထယ်တွေကိုစပြီးလက်ခံတဲ့အချိန်မှာအင်ဂျီပိတ်စားမှန်းရတာဒီ အခက်ခဲရှိရပါဆိုကျတို့တင်နန်းဆရာမှာလဲဟိုချုပ်တဲ့ပုံကိုပဲသူတို့မှန်းပြီးလိုက်တာကွာကိုကဒီမှာထားပါတော့ကောဆက်ရင်ငန်တထဲချုပ်မယ်ဆိုကောဆက်ရင်ငန်တထဲမှာပိတ်ပလောက်ကုန်မယ်ဆိုတာပဲဆရာပြောတာဒီလူတိုင်းရဲ့ခန္ဓာကိုယ်တိုင်းအထဲပုံစံတိုင်းတော့ဆရာလဲလိုက်ပြီးမတင်ပေးလန့်နိုင်တဲ့အတွက်နောက်ပိုင်းကကိုဟာကိုပဲခံမှန်းပြီးယူရတာဖြစ်တဲ့အတွက်ချက်ကုန်းကပြောရတာလေးကိုပုံမှန်တစ်ခုမှတ်ထားလိုက်ဗဟုပြုပြီးမှတ်ထားလိုက်ပေါ့နော်အရင်အဲ့လောက်ရှိတဲ့သူ34 35 36ရှိတဲ့သူဒီပုံမှန်အနန်တကိုက်ကိုပုံမှန်အင်ကြီးတထဲပဲရမယ်လက်ရှိလိုချင်နေဆိုရှင်တကိုက်ခွဲလောက်တောင်းရမယ်အဲ့ ရမှာဒီဇိုင်းတွေကပိုဆန်းလာပြီး drop တွေနေပို့ပါလာပြီးဆိုလို့ရှင်ပို့တောင်းရမယ်ပေါ့။အဲအဲ့လိုမျိုးမှတ်ထား